Hello, good morning. အားလုံးမင်္ဂလာပါရှင်။ဒီနေ့ sharing လုပ်ပေးသွားမှာကဗန်ကောက်မြို့မှာရှိတဲ့ထိုင်တော်မူဘုရားအကြောင်းပဲဖြစ်ပါတယ်ရှင်။ဒီဘုရားရဲ့နာမည်က Wat Phanan လို့ခေါ်ပါတယ်။ဒါလေးကတော့စီမီပူဇော်ပြီးတော့အနောက်မှာဆွေတင်ငန်းကတ်တဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်။ဒီဘုရားကိုဘတ်ကားနဲ့လဲသွားလို့ရတယ်လို့လေနဲ့လဲသွားလို့ရတယ်။ မြဖေရကနေလှစည်းလာမှဆိုရင်7မိနစ်တချို့လောက်ပဲကြာတယ်။အလန်ကတော့ဖေရရိမာဒီလိုဟာလေးတွေ့ရင်အမြဲဆန္ဒပြူစူတောက်လေးရှိတယ်။ဒီဝက်ဖန်နံဖရားမှာစုစုပေါင်းထက်၃တက်ရှိတယ်။ပထမတက်မှာကတော့ရှေးဟောင်းဖရားစင်းလူတော်တွေရှေးခေဘိုးဘေးဘယင်တွေရဲ့အသုံးဆောင်ပစ္စည်းတွေရှေးဟောင်းသမိုင်းဝင်အမွေနှင့်ပစ္စည်းတွေနဲ့ဖန်လုံးတလုံးတွေကိုပြထန်းထားတာကိုတွေ့ခဲ့ရတယ်။ ဒါအပြင်ယာတီခွေအကောင်၁၂မျိုးကိုလည်းပြဋ္ဌာန်းထားတာတွေ့ခဲ့ရတယ်။အယ်လန်ကတော့ငကားနှစ်ဖွာမွေးတဲ့သူတယောက်ပါ။တရှိသူတွေကရောမင်းနှစ်ဖွာလဲဆိုတာကိုကွန်မန့်ပေါက်မှာတစ်ချက်လာအောင်မှတ်ငပေးကြအောင်နော်။အယ်လန်ချိန်ရရင်တီးတလောက်မှတ်တလောက်လေးတွက်ပေးပါအောင်မယ်။အဲ့ဒီပထမတက်မှာခင်းချင်း ပြတာထားတဲ့ပစ္စည်းတွေကတော်တော်လေးကိုစုံတယ်။ရာသီခွင်တွေ၊ဖျားတွေ၊ဆင်းနုတော်တွေ၊ရှေးအောင်ဝင်နှစ်တွေအပြင် အရင်ခေတ်ကအသုံးပြုခဲ့ကြတဲ့နွားလဲတွေမြင်းလဲတွေလှေတွေအလုံးစုံရှိခေတ်ကားတွေပါခင်ချင်းပြသထားတာကို တွေ့ခဲ့ရတယ်ဆိုတော့ဘလောက်ထိနိုင်ငံ့ရိုးရာအမွေနှင့်ပစ္စည်းတွေကိုထိသိမ်းထားလဲဆိုတာမြင်ခဲ့ရပါတယ်နောက်ထပ်အပေါ်တစ်ထပ်မှာကတော့အခုမြင်ရတဲ့အတိုင်းပဲအရန်ကိုတပ်ပယ်လွန်းလာတဲ့ကြောက်စိမ့်ဖျားပဲဖြစ်ပါတယ်ရှင် ကျောက်စင်းဖရာရဲ့အပြင်ကိုတွက်လိုက်တဲ့အခါမှာ ထိုင်တော်မူဖရာကြီးရဲ့ကြောကိုမြင်ခဲ့ရပြီးတော့ဟိုဘက်တစ်ချမ်းမှာအရန်လာတဲ့ဗန်ကောက်မြို့ရဲ့ရှုခင်းကြီးကိုလည်းမြင်တွေ့ရအောင်မှာပဲဖြစ်ပါတယ်ဒီဝတ်ဖာနမ်ခေါ်ထိုင်တော်မူဖရာကလည်းဗန်ကောက်မြို့ရဲ့နမင်ကြီးပြီးတကူကြီးတဲ့ဖရာတဆူအပါဝင်ပဲဖြစ်ပါတယ်ရှင်။ဒါကတော့ဒီဖရာကြီးရဲ့ရှေ့မျက်နှာစာမြင်ကွင်းပဲဖြစ်ပါတယ်။ ဒီဖုရားကြီးရဲ့ဘေးမှာရှိတဲ့မြစ်ထဲကနေလေပေါ်မှာထိုင်ဖုရားကြီးကိုနောက်ခံထားပြီးတော့အမတ်တရဓာတ်ပုံရိုက်တာကလည်းခရီးသွားဧည့်သည်တွေကြားမှာရေပန်းစားနေတာတခုပဲဖြစ်ပါတယ်။ဒီနေ့အတွက် sharing လုပ်ပေးတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဘလို့ဗီဒီယိုတွေကို sharing လုပ်ပေးဦးမလဲဆိုတာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ အဲလန်ရဲ့ Alan's Hangout Vlog ဆိုတဲ့ YouTube channel လေးကိုလည်း subscribe လုပ်သွားပေးကြပါအောင်လို့မြတ်တရရခံပါတယ်ရှင်။ကျေးဇူးများတင်ပါတယ် Thank you